။ဒီကြောက်တုံးတွေကတော့မြန်မာနိုင်ငံကကြိုက်ထီးရိုးစေးဒီလိုပဲကဘာမြေဆွဲအားကိုစန့်ကျင်နေတဲ့ပုံစံတွေနဲ့ထူးခြားတဲ့တဘာဝလက်ရာတွေနဲ့ပြည့်နေတဲ့ balancing rod လို့ခေါ်တဲ့ကြောက်တုံးတွေပဲဖြစ်ပါတယ်။ကဘာရရမှရှိတဲ့ဒီ balancing rod တွေတဲကနေပြီးအထူးခြားဆုံး၁၀မျိုးကို ဖော်ပြပေးပါမယ်ရှင်။နံပါတ်၁၀ balancing rod US ယူတာပြည်နယ် Archis မြို့သားဥယျာဉ်ကအထင်ကရကြောက်တုံးဖြစ်တဲ့တန်ချိန်3500ရှိတဲ့ဒီကြီးမားတဲ့ကြောက်တုံးကြီးဟာအမြင့်ပေ55ပေပေါ်မှာရှိတဲ့ခုံတိုင်ပေါ်မှာတည်ရှိရဲ့ဒီနေရာမှာတဲကြောက်လွာတွေကလှစ်လှစ်မြန်မြန်တိုက်စားမှုကြောင့်ဤကဲ့သို့ပုံတံတန်ဖြစ်ပေါ်လာရခြင်းဖြစ်တယ်။နမတ်ကို Mushroom Rock မို့ကြောက်တော့ US Kansas ပြည်နယ် Mushroom Rock State Park တွင်တည်ရှိတယ်။ပန်းချိန်ငယ်လေးအတွင်းမှာကြီးမားတဲ့မို့ပုံတန်းကြောက်တုံးတွေများစွာတည်ရှိနေတယ်။လွန်ခဲ့တဲ့နှစ်သန်းပေါင်း100ခန့် Cretaceous ခေတ်မှာ ပင်လယ်ရေအောက်မှအနေအနှစ်တွေဖြစ်ပေါ်လာပြီးအမျိုးမျိုးသောတိုက်စားမှုတွေကြောင့် မှုပုံတံကြောက်တုံးတွေ ဖြစ်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။ Charanba Balancing Rock Zimbabwe နိုင်ငံ Harare မြို့အနီးရှိဂယန်၌ကြောက်တုံးကြီးတွေဖြစ်တယ်။အဲ့ဒီအီယာမကြောက်တုံးကြီးတွေကတခုပေါ်တခုမယုံကြည်နိုင်လောက်အောင်စီထားတဲ့ပုံစံတမျိုးဖြစ်နေတယ်။ Precambrian Kit နှစ်တန်းတဲ့ရှိပြီးမှစတင်ခဲ့တဲ့ ရာသီဥတုတန်ကြောင့်ဒီပုံသဏ္ဍာန်တွေဖြစ်ပေါ်လာပြီးနိုင်ငံရဲ့တဘာဝအမွေအနှစ်တင်ကြတာအဖြစ်ငွေဆက်ကူနဲ့ဒင်းကားပြားတွေမှာထည့်သွင်းပြီးအသုံးပြုခဲ့ကြတယ်။နမတ်ခွန်အိုင်ရန်ီတောင်ကုန်းများနိုင်ဂျီးနီးယားနိုင်ငံဥနိုပြည်နယ်မှာရှိတဲ့ကျွန်းတောင်တွေနဲ့ဂရန်နိုက်ကျောက်ထုတွေစုစည်းရာနေရာတစ်ခုလည်းဖြစ်တယ်။ ပရီကမန်နီယာခင်မှာဂရန်နိုက်နဲ့နိုက်ကြောင့်များဖြစ်ပြီးဆက်လုံးပုံတံရာတီဥဒုထံကြောင့်လုံးဝိုင်းနဲ့ကြောက်တုံးတွေဖြစ်လာပြီးတရှို့မှာမဖြစ်နိုင်သလိုအောက်ခံချင်းချင်းလေးပေါ်မှာဟန်ချက်ညီစွာနဲ့တရှိနေတဲ့ရောယူပါ လူမျိုးတွေအတွက်ညင်ကျင်းမှုဆိုင်ရာအလွန်ရေးပါသောနေရာတစ်ခုလည်းဖြစ်တယ်နမတ်ချက် မက်ဆီကန်ဟတ်အမေရိကန်ယူတာပြည်နယ်အရှိတောင်ဘက်မှာရှိတဲ့ထူးခြားတဲ့သဲကျောက်ပုံစံဖြစ်တယ်။၎င်းရဲ့ပုံတံမှာရှေတန်းသွဲပေါ်မှာ ခေါင်းလောင်းပုံကိုစောက်ထိုးတင်ထားတဲ့ကဲ့သို့ဖြစ်နေပြီးအမြင့်60ပေခန့်ထိရှိတယ်။ပိုမိုမာကျောတဲ့ထိတ်ဖုံးကျောက်တွေက ျော့တဲ့အောက်ခံကို တိုက်စားခြင်းမှကာကွယ်ပေးထားတဲ့ပုံတံတန်မျိုးဖြစ်နေတယ်။နံပါတ်5 Greenham Ross အင်္ဂလန်နိုင်ငံရော့ရှိုင်းမှာရှိတဲ့ဧက90ခန့်ကျယ်ဝန်းတဲ့ဘယ်လန်စီမျော့တွေရဲ့စုပေါင်းတည်ရှိရာ နေရာဖြစ်တယ်။ကြမ်းတမ်းနဲ့တဲကြောက်တွေနဲ့ဖွဲ့စည်းထားပြီးကာဗွန်နီဖာရက်စ်ခေတ် နှစ်တန်း320တဲကစတင်ခဲ့တယ်။ရာသီဥတုထံကြောင့်တိုက်စားခံရပြီးပုံတံမျိုးစုံဖြစ်ပေါ်နေတဲ့နေရာလဲဖြစ်တယ်။အိုင်ဒန်ရော့အင်္ဂလန်နိုင်ငံမြောက်ပိုင်းရော့ရှိုင်းမှာရှိတဲ့ကြောက်တုံးတွေထဲကမှ အထင်ရှားဆုံးကြောက်တုံးဖြစ်တယ်။တန်200ခန့်အလေးချိန်ရှိတဲ့ကြီးမားတဲ့ဒီတောက်တုံးကြီးက အောက်ရှေပေအကျဲအနှဲငယ်သာရှိတဲ့ခုံတိုင်းပေါ်မှာညင်ညင်တတလေးတရှိနေတယ်။ဒီပုံတံကနှစ်ပေါင်းများစွာ ရာတီဥဒုထံနဲ့မာကျောတဲ့ကြောက်လွှာအောက်မှာပျော့တဲ့အလွှာတွေကတိုက်စားခံရခြင်းရဲ့ရာလက်တွေပဲဖြစ်တယ်။နမတ်တော့ပက်ဒီဆယ်ရော့အမေရိကန်အာကင်ဆောမြောက်ပိုင်းမှာရှိတဲ့အမျိုးသားဥယျာဉ်ထဲမှာတည်ရှိတဲ့ ကျဲပြန့်တဲ့ထိပ်ပိုင်းပုံစံနဲ့အောက်ခံချင်းမြောင်းနေတဲ့ပုံစံဟာအလွန်ကြီးမားတဲ့မှုပုံတရံကဲ့သို့ ဖြစ်နေတဲ့တဲကြောင့်များဖြစ်ပြီးအမျိုးမျိုးသော တိုက်စားမှုတွေကြောင့်ထိပ်ပိုင်းကကြံ့ရိပ်ခဲ့ပြီးအခုလိုပုံစံတွေဖြစ်ပေါ်လာရခြင်းပဲဖြစ်တဲ့နမတ်နှစ်ခရစ်နာဘတာရောအိန္ဒိယနိုင်ငံ တမီနာဒူပြည်နယ်မှာရှိတဲ့ UNESCO ကမ္ဘာအမွေနှင့်တည်ရှိရာနေရာမှာတည်ရှိရဲကြီးမားတဲ့ဂရန်နိုက်ကျောက်တုံးကြီးဖြစ်ပြီးအမြင့်ပေ20နဲ့အကျယ်ဆက်လျှောက်ပေရှိတဲ့တောင်ဆောင်ပေါ်မှာ မရိုင်မလဲပဲတည်တည်ငြိမ်ငြိမ်နဲ့တည်ရှိနေရာနှင့်ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တဲ့1908ခုနှစ်မှာဗြိတိရှဘုရင်ခံလက်ထက်က ဘေးအန္တရာယ်ကြောင့်ဆင်းခွနကောင်နဲ့တွန်းလိမ့်ပြီးဖျက်ဆီးခဲ့တော်လဲလုံးဝရွှေ့လို့မရခဲ့ဘူးလွန်ခဲ့တဲ့နှစ်သန်းမောင်1ဘီလီယံကျော်တက်တန်းရှိတဲ့ဂယန်နိုင်ကျောက်ကိုယာတီဥဒုနဲ့တိုက်စားမှုတွေကြောင့်ဒီကဲဒီပုံတန်းဖြစ်ပေါ်နေပြီး၎င်းရဲ့တည်ငြိမ်မှုကမြေဆွဲအားပုတ်တိုက်အားနဲ့ထိတွေ့မှတ်တွေကြောင့်တီတီငြိမ်ငြိမ်ဖြစ်နေတာပဲဖြစ်တယ်။ နံပါတ်1 Goran Raw လို့ခေါ်တဲ့ကဘာရဲရဲကပြောချတဲ့ရွှေရောင်ကြောက်တုံးဆိုတာကျမတို့မြန်မာနိုင်ငံမွန်ပြည်နယ်မှာရှိတဲ့ကြိုက်ထီးရတောင်ပေါ်မှာရှိတဲ့ကြိုက်ထီးရစေဒီပဲဖြစ်ပါတယ်။ကမ္မာအစွန်းမှာတစောင်းနေထားဖြင့်တရှိနေပြီးကြောက်တုံးမှာအမြင့်25ပေခန့်ရှိပြီးတန်ပေါင်းယာနဲ့ရှိ လေးပါတယ်။ ဖျားဖူးများရဲ့ရွှေရှထားခြင်းတွေကြောင့်ရွှေရောင်တောက်ပနေလို့ကဘာရဲ့ရက်ကဂိုရန်ရောလို့ခေါ်ရခြင်းပဲဖြစ်ပါတယ်။တဘာဝယာတိဥတုတိုက်စားမှုတွေကြောင့်ဂရန်နိုက်ကြောက်တွေကလုံးဝရှော့မွတ်လာပြီးအောက်ခံကြောက်နဲ့ကောင်းမွန်စွာ ထိဆက်နေခြင်းကြောင့်ရာစုနှစ်ပေါင်းများစွာ တည်ငြိမ်နေအောင်တည်ရှိနေခြင်းပဲဖြစ်ပါတယ်။ ကြောက်တုံးတွေဟာတဘာဝတိုက်စားမှုတဲ့အမခန်းလက်ရာတွေဖြစ်ပြီးကဘာပေါ်မှာအထင်ရှားဆုံးနဲ့အထူးရှားဆုံးအမှတ်သားတွေလည်းဖြစ်ကြပါတယ်။